အယောင်ဝမ်းသာပါတယ်ဒီတက်မကနှစ်ယောက်အာတကုံတို့ဒါလင်မယားနှစ်ယောက်ပေါ့နော်အာလင်မယားနှစ်အခုဆိုလင်မယားဖြစ်သွားပြီပေါ့လင်မယားနှစ်ယောက်ဒီတက်မကအများအများကြီးရောဘောကမပြေစုံကျဲဝပြီးတော့ဖြစ်နေတဲ့စန္ဒာတွေအကုန်လုံးပြေစုံပြေဝပါစေတကယ်လည်းဝမ်းသာပါတယ်ဒီသူတို့ကြည်နေတယ်တကယ်လည်းဒါပီတိဖြစ်ရပါကျွန်တော်တို့ဘကိုးမျိုးမှာရှိတဲ့ရွှေမုတော်ဘုရားကြီးအနီးပေါ့နော်အဲ့မှာရှိတဲ့ညီမလေးထက်ဆိုတဲ့ဆိုင်ပေါ့ cosmetic ပစ္စည်းဆိုင်လေးပေါ့အဲ့ဆိုင်ကိုကျွန်တော် ဒါလာရောက်တက်ပြီးတော့အားပေးပြလာပါပြီးတော့ဒီမှာလေးကိုတိုင်းရလဲကျွန်တော်အားပေးတယ်ပြီးတော့ဆိုင်းရဝန်ထမ်းတွေကိုလည်းအားပေးတယ်ပြီးတော့ဒီပကူးမြေမှာရှိတဲ့ပြည်သက်တွေရလဲကျွန်တော်အားပေးကြတယ်ဆိုတော့ဟိုလာရောက်အားပေးပြလာပါကလာကြကတော့ဝန်တာလေးကိုတင်ခဲ့ခြင်းဒါဘလို့ဖြစ်ဖြစ်ကောင်းအောင်ပုံပုံနဲ့ကိုချစ်တဲ့သူနဲ့အာတကယ်ကို အဲဘယ်လိုခေါ်မလဲကောင်းအောင်ပုံနဲ့လက်တွဲွားရင်သူတို့နှစ်ယောက်ကလည်းအရန်ကိုလိုက်ဖက်တယ်ဘောနော်အဲနှစ်ယောက်လုံးကလည်းအရန်ချစ်စရာကောင်းတယ်ပြီးတော့ဆိုတော့နှစ်ယောက်လုံးကလည်းစိတ်ရင်းကလည်းအရန်ကိုဖြူတယ်ကျိုးတယ်ဆိုတော့ဒါကိုတကယ်ကြီးတဲ့တကုံးတွက်ကိုအများကြီးဝမ်းသာတယ်ကြာအဲ့လိုအားဘယ်လိုပြောပြမလဲအားကြအဲတည်းတည်းမဟုတ်ပါဘူးဒါတော့ဝမ်းသာတော့ဘောသူများအတွက်ကိုပီတိဖြစ်ပြီးတယ်ဝမ်းသာပြီးတယ်အဲ့လိုစိတ်ပါနော်ဘယ်လိုလဲ ဟုတ်ကြပြီကြပြီဒီကုန်လေးကခင်တာကြပြီဟိုဟာလေဟိုးရင်ကျွန်တော်တို့မန္တလေးမှာပွဲတူမှုတွေတက်ဖြစ်တဲ့ဟာရှိရပါတော့နောက်တူတူအဲ့တော့နောက်တူတခန်းနဲ့တခန်းနဲ့နေရတဲ့ဟာရှိတယ်သူသူလည်းဖရားတရားအရင်လုပ်တယ်ဖရားတရားအရင်လုပ်တယ်မပါတယ်ပြီးတော့စိတ်ဓာတ်အရင်ကောင်းတယ်ဒီကုန်ကသူများပေါ်မှာပြောမယ်ဆိုရင်အဲ့လိုမျိုးစိတ်စိတ်ကြုတ်သူ့မှာမရှိဘူးမတွေ့ရဘူးကောလူတိုင်းပေါ်မှာသူသူအရင်ကိုသူအဆင်ပြေအောင်ကောင်းပေါ့ပေါ့တယ်ပေါ့အဲ့လိုမျိုးဆိုတော့အဲသူနဲ့ကဟိုးရင်နဲ့က2018 19လောက်တည်းပွဲတူတူတက်ပြီးတော့ ခင်လာကြတော့ဗောနော်အဲအဲ့ဒီခင်လာကြတာအယောင်ဝမ်းသာပါတယ်ဒီတက်မကနှစ်ယောက်အာတကုံတို့ဒါလင်မယားနှစ်ယောက်ဗောနော်အာလင်မယားနှစ်ယောက်အခုလင်မယားဖြစ်သွားပြီဗောလင်မယားနှစ်ယောက်ဒီတက်မကအာအများကြီးအများကြီးရောပေါ်မှာပြေဆုံးကျဲဝပြီးတော့ဖြစ်နေတဲ့စန္ဒာတွေအကုန်လုံးပြေဆုံးပြေဝပါစေတကယ်လည်းဝမ်းသာပါတယ်ဒီသူတို့ကြည်နေတယ်တကယ်လည်းဒါပီတိဖြစ်ရပါတယ်တကယ်ပေါ့အဲ့လိုစိတ်ကူကိုယ်တူပဲလားအဲ့လိုအင်းနေရအောင်ဘယ်လိုမျိုးလေးတွေ့ရလဲရှူတင်နေပါ အဲတကွန်လေးကတကွန်လေးကခင်တယ်ဒါပေမဲ့ shooting တွေပါတော့အဲ့လိုမျိုးကျွန်တော်တို့မဆုံးပြစ်ဘူးဒါပေမဲ့ပေါ့နော်ကျွန်တော်တို့ဒီအပြင်မှာဟိုလိုစားကြတောက်ကြတဲ့ခါမျိုးတွေမှာကျွန်တော်တို့ဟို meeting တွေပါမှာတွေ့တဲ့ခါမျိုးမှာတော့ကျွန်တော်တို့စကားပြောပြတာရှိတာပေါ့အလုပ်ကတော့တကွန်လေးကတေချာတွဲမလုပ်ဘူးဒါပေမဲ့အရင်တည်းကခင်လာတဲ့အချိန်ကအခုချိန်ထိကိုတရားလို့တရင်တနည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတာပေါ့တရားတရားပြောမယ်ဆိုရင်ပေါက်လို့ရတယ်ဟုတ်ကဲ့အဲ့လိုမျိုးခုနေတောင်းတဲ့ခါမှာတော့ကွာ ဟုတ်ဩ तू ကဒီမင်္ဂလာဆောင်မှာ तू तू သရိုသားရန်လို့ဗောနော်ကိုကြီးကျောင်းမောင်နဲ့အာကျွန်တော်ရဲ့မင်္ဂလာဆောင်လေးလုတ်လုတ်ပေးမယ်တကောကျွန်တော်လုတ်ပေးအရန်လုတ်ပေးခြင်းနဲ့လုတ်ပေးမယ်အဓိကကျွန်တော်လည်းအခုရုပ်ရှင်ဝင်နေတာဆိုတော့ဗောနော်ရက်လေးပဲတစ်ချက်ပြန်ကြီးရတာပေါ့နော်အဲတဖက်ကကျွန်တော်ကျွန်တော်ရဲ့အလုံးနဲ့ရောသူကလည်းအရာအားနာကျွန်တော်လည်းအားနာဟိုဟိုဘယ်လိုခေါ်မလဲ fit နေပါရင်တော့ကျွန်တော်မသွားနိုင်ဘူးပေါ့နော်မသွားနိုင်ဆိုတော့အဲသူကလည်းရတယ်ကိုကြောင့်မောင်ရလာရပြီပေါ့နော်ကျွန်တော်ကလည်းဘယ်လိုပဲဖြစ်ဖြစ်ကိုရဲ့တငယ်ချင်းဒါ တတ်တတ်မှတစ်ခါပဲမင်္ဂလာဆောင်တော့ဆိုတော့ဒါကျွန်တော်လည်းအမရောက်ရောက်အောင်ပေါ့နော်ဟိုဒီဘက်နဲ့ညှိပြီးတော့ကျွန်တော်မရောက်ရောက်အောင်တော့သွားသွားပြီးလုပ်ပြီးခဲ့တာပေါ့